လွမ်းဆိုတတိယကျင်းဥဆက်ကြည်ဖခဥရှာလီဒေါ်ဆန်းဆန်းမြညဆန္နာခပီပီနှင်းပွေဧခပူပူရှစ်စနီးပီလေ အဖေအမေဆန်းနဲ့ညီမလေးတို့ခွဲခွာသွားတာစက်တလာတီတီပြေခဲ့ပေမဲ့လေအထူးသဖြင့်ပီလေးရဲ့လှုပ်ရှားဟန်စကားတန်လေးတွေကိုမြင်အောင်ကြားရောက်ပြီးတတိယကြေကွဲနှမျောတက်တလွမ်းဆိုရဆဲပါ ပြည်လေးတို့မိသားစုအလုံးအတွက်ရည်စူး၍နေစဉ်လားစဉ်မပြတ်ပြုပေးနေသောကုသိုလ်ကောင်းမှုအစုစုတို့၏အဖို့ပါကကိုကောင်းရဘုံဘဝမှတာတုခေါ်ဆိုနိုင်ကြပါစေ။ရှစ်တော်ပြည်လေးမောင်ကြီးကိုသူစော်နှင့်ဖူဂျီကော်ဖီဟောင်းမိသားစုဒီကြော်ညာလေးကို2009ခုနှစ်ဖေဖော်ဝါရီ2ရက်နေ့ထုတ်နာအဖမြမအလင်းသတင်းစာရဲ့စာမျက်နှာ16မှာဖော်ပြထားတာတွေ့ရပါတယ်။ လွန်ခဲ့တဲ့တနှစ်လောက်ကရန်ကုန်ကမာရွမြို့နယ်တက္ကသိုလ်ရိပ်သာလမ်းစိမ့်လက်ကန်တာလမ်းတွေအမှတ်126ရောင်းနေအိမ်မှာအစုလိုက်အပြုံလိုက်ရရဆက်ဆက်ပြစ်သက်ခံကြရတဲ့မိသားစုအတွက်ကြံရည်သူကိုသူစော်ကဝမ်းနဲ့ကြေကွဲစွာနဲ့အမျှဝေလိုက်တဲ့ကြော်ညာတိုးလေးဖြစ်ပါတယ်ဒီမျိုးလေကောင်အစူလိုက်အပြုံလိုက်လူတက်မှုကြီးဟာလွန်ခဲ့တဲ့2008ခုနှစ်မတ်လ3ရက်နေ့ညနေပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ် အသက်ခံရတဲ့မိသားစုဟာပါလီမန်ခေတ်ကမြန်မာနိုင်ငံမှာအရှမ်းသာဆုံးဖြစ်ခဲ့ပြီးစာရေးဆရာတော်တာဆွေကငွေကိုလေးလိုသုံးနိုင်သူလို့တင်စားပြောဆိုခဲ့ရတဲ့မိုးကုတ်တထေဦးမြမောင်နဲ့ဒေါ်အောင်ချီတို့ရဲ့တူတွေတော်တမီဒေါ်ဆန်းဆန်းမြ58နှစ်သူမရဲ့ခင်မောဦးဆက်ကြည်ဖခေါ်ဦးရှာလီ59နှစ်မွေစာတမီတူမအရင်တွေဖြစ်ကြတဲ့မမြဆန္နာခမပီပီ35နှစ်မနင်းပွေအခပူပူ29နှစ်နဲ့ အိမ်ဖော်မာလီမတ်အေဖော်55နှစ်တို့ဖြစ်ပါတယ်။အလောင်းတွေကိုစတင်တွေ့ရှိသူကတော့မမျက်ဆန္ဒရဲ့ခင်မွန်ကိုတူးစော်ဖြစ်ကြောင်းသိရှိရပါတယ်။ကိုတူးစော်ဟာမစ္စတာဆပန်းရဲ့ SPA ကတူမှာအဓိကအစုရှယ်ယာဝန်တဦးဖြစ်တဲ့အပြင်မိဘဖြစ်သူဦးမင်းလိုင်ဒေါက်တင်တင်ဝင်းတို့ရဲ့ Fuji Coffee House လုပ်ငန်းတွေကိုလည်းဦးဆောင်လုပ်ကိုင်နေသူတဦးဖြစ်ကြောင်းသိရှိရပါတယ်။ အခင်းပြပွားချိန်မှာကိုသူစော်ဟာတက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ Fuji Coffee ဟောင်းမှာရောက်ရှိနေတာဖြစ်ပြီးညနေ6:00နာရီခွဲလောက်မှာအင်ကိုပြန်လာစဉ်ပြန်ကျဲနေတဲ့အလောင်းတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။သူ့ရဲ့အကြောင်းကြားချက်အရသက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေဟာအဲ့ဒီညနေ9:00နာရီလောက်မှာ အခင်းပြပွားရာနေရာကို လာရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်။အမျိုးသားတအူးအပါအဝင် အမျိုးသမီး၄ဦးရဲ့အလောင်းတွေကို အခင်းဖြစ်ပွားရာနေအိမ်ရဲ့အပေါ်တက်လေကထိတ် ဧကန်အတွင်းရှိဂဒင်ပေါ်၌ဂဒင်ဘေးရဲ့ဝဲရတွေမှာတနတ်တန်ရတွေနဲ့တွေ့ရှိရတယ်လို့ဆိုပါတယ်။ထူကြချက်ကပြစ်သက်ခံရသူအလုံးဟာဝဲရနှထင်းတွေကိုတိတ်ပြီးမှတွေ့အေးအေးနဲ့ပြစ်ခတ်တက်ဖြတ်တာကို ခံခဲ့ရခြင်းဖြစ်ပါတယ်။စစ်စေးတွေ့ရှိတဲ့ကြည်ဖူးတွေနဲ့ကြည်ခွန်တွေအရာလူသက်သမားတွေဟာတက်မတော်အရာရှိတွေအများဆုံးအတုံးပြူနေတဲ့ကိုမမပစ္စတိုတနတ်တွေကိုအတုံးပြူပြီးဆက်ရှိဆက်တီတီပြစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ကြည်စံခွန်နေမှာကပ္ပါစဆိုတဲ့နိုင်ငံတော်ကာကွယ်ရေးပစ္စည်းဆက်ယုံရဲ့အမှတ်အသားတွေကို တွေ့ရှိရတဲ့အပြင်ကြည်ခွန်တွေပေါ်ကမောင်းရိုက်ချက်တွေအရလူသက်မှုကျိုးလွန်ရာမှာကိုမမပစ္စတ်တို့တနက်အ ਨੇ စုံ၃လက်လောက်ကိုအသုံးပြုခဲ့ကြောင်းသိရှိရပါတယ်။အတန်တိတ်ကရိယာတက်ဆင်ထားတဲ့ပစ္စတ်တို့တနက်တွေကိုကျွန်းကျွန်းကျွဲ့ကျွဲ့အသုံးပြုသွားခဲ့တာကို ထောက်ချခြင်းအဖြစ်တနက်သမားတွေဟာအထူးလေ့ကျင့်ထားတဲ့တုတ်တင်တပြည့်ရေးသမားတွေဖြစ်နိုင်တယ်လို့ဆိုပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့နေအိမ်နဲ့ရှံဝမှာတက်ဆင်ထားတဲ့လုံခြုံရေးကင်မရာတွေကိုစစ်ဆေးကြည့်ရှုရမှာလဲအခင်းဖြစ်ပွားချိန်လောက်ကရိုက်ကူးထားတဲ့မှတ်တမ်းပုံရိပ်တွေကိုမတွေ့ရဘဲအခင်းဖြစ်ပွားပြီးနောက်ပိုင်းရိုက်ကူးထားတဲ့ပုံရိပ်မှတ်တမ်းတွေကိုသာတွေ့ရှိရတဲ့အတွက်လူသက်မှုကျူးလွန်ချိန်မှာလူသက်သမားတွေကလုံခြုံရေးကင်မရာကိုကြိုတင်ပိတ်ထားတာဖြစ်နိုင်ကြောင်း ူသက်သမားတွေဟာမျက်မြင်သက်သေတဦးမှမကြံအောင်လဲနေရင်အတွင်းမှာတွေ့တဲ့လူမှန်သမျှအသက်15နှစ်အရွယ်အိမ်ဖော်မလေးကိုတောင်မရှံပဲအပြက်ရှင်းခဲ့တာတွေ့ရကြောင်းလက်ဝေယာရီမကြံခဲ့အောင်လဲကြိုတင်ပြင်ဆင်ပြီးတတိထားလှုပ်ဆောင်သွားခဲ့တဲ့ အထောက်အထားမျိုးကိုတွေ့ရှိရကြောင်းအခင်းဖြစ်ပွားရာနေရာကိုစစ်ဆေးရမှာပါဝင်ခဲ့တဲ့လုံချုံရဲ့အရာရှိတအူးကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အခင်းဖြစ်ပွားတဲ့နေအိမ်ဟာနိုင်ငံတော်အစိုးရရဲ့စိမ့်လက်ကန်တာဧကေဟာနဲ့ကျန်းဝဲဘဟုဌာနချုပ်ယုံတို့အပြင်ဒေါံဆန်းစုကြည်ကိုအကြေကျုပ်ချထားတဲ့သူမရဲ့နေအိမ်နဲ့လည်းတိတ်မဝေးတဲ့အတွက်ဒီလူတမ်းမှုကြီးကိုကျူးလွန်ခဲ့သူတွေဟာပဝင်းကျင်တစ်ခုလုံးရဲ့လုံခြုံရေးအနေအထားတွေကိုပါတည်တည်ရှာရှာသိရှိနေသူတွေဖြစ်နိုင်ပါတယ်။ ဒီတည်ရင်ကိုစစ်အစိုးရကရှက်ရှင်းထုတ်ပြန်ကြေညာခြင်းမပြုဘဲမတ်လ6ရက်နေ့ကြမှာတည်ရင်စဆိုတဲ့အမည်တက်ပြီးတူတူတုတ်တုတ်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒီအမှုကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့လုံခြုံရေးတာဝန်ရှိသူတွေကစုံစမ်းဖော်ထုတ်လျက်ရှိတာကြောင့်အပြစ်မှန်ပေါ်ပေါက်ဖို့နဲ့တရားခဏ်တွေဖန်ဆီးရမိဖို့အတွက်တည်င်းပေးခြင်းတဲ့သူရှိရင်သက်ဆိုင်ရာကို လာရောက်တည်င်းပေးနိုင်တယ်လို့လဲဒီကြေညာချက်မှာထည့်သွင်းဖော်ပြခဲ့တာတွေ့ရပါတယ်။ နာအဖကတားမြစ်ပိတ်ပင်ထားတဲ့အတွက်ကြံရည်သူမိသားစုကတည်ဆုံးသူတွေရဲ့နာရေးကြော်ညာတွေကို မိသက်ကြုံမဲ့မတ်လ9ရက်နေ့ကျမှသတင်းစာတွေမှာထည့်သွင်းဖော်ပြခွင့်ရရှိခဲ့ပါတယ်အေဖော်မာလီမအေဖော်ရဲ့အလောင်းကိုမတ်လ9ရက်နေ့မှာကတည်းကခရစ်ယာန်ထုံးစံအရာရေဝေးတုတ်တံမှာမြေမြုပ်တကြိုခဲ့ပြီးအိရှေမီသားစုရဲ့အလောင်းလေးခုကိုတော့မတ်လ9ရက်နေ့ရောက်မှရေဝေးတုတ်တံမှာမိတကြိုခဲ့ရပါတယ်။ အလောင်းတွေကို မိတကြုံမဲနေကရေဝဲတုတ်တန်ကိုဒူရဲမှုရွှေမန်းဆိုသူနဲ့အရှားရဲအရာရှိနှစ်ဦးရောက်လာကြောင်းဒူရဲမှုရွှေမန်းကအလောင်းတစ်ခုစီရဲ့မျက်နှာကိုကြည့်ပြီးခမည်းတော်ကိုတတ်သွားတဲ့တရက်ခန့်ကိုအ мян ဆုံးတွေ့အောင်ရှာပေးပါလို့အမိန်ပေးခဲ့ကြောင်း သတင်းထောက်မငိမ့်ငိမ့်နိုင်က2008ခုနှစ်မတ်လ13ရက်နေ့ထုတ်17 news channel အတွဲကိုအမှတ်တမှာထုတ်ပေါ်ရေးသားခဲ့တဲ့အတွက်တိတ်ခါမရှိတဲ့ရဲချုပ်ဖွဲ့ကသူတို့ကိုတိတ်ခါရှာဘူးနဲ့အဲ့ဒီစာဆောင်ကိုတရားစွဲခဲ့ကြောင်းသိရှိရပါတယ်ဒါပေမဲ့သတင်းထောက်ကဒူရဲမှုရွှေမန်းရဲ့လှုပ်ဆောင်ချက်တွေကိုဓာတ်ပုံရိုက်အတန်ဖမ်းပြီးစနစ်တကျမှတ်တမ်းတင်ထားတဲ့အတွက်နောက်ကိုဒီသတင်းမျိုးမရေးဖို့တတိပေးပြီးရဲတပ်ဖွဲ့ကအမှုကိုရုပ်သိမ်းသွားကြောင်းသိရှိရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီးကောလာဟာလာသတင်းတွေ အမျိုးမျိုးထွက်ပေါ်ခဲ့တာတွေ့ရပါတယ်။ပရမဆုံးတန်တရားဖြစ်ခံရသူကတော့မမြဆန္နာခေါ်မပီပီရဲ့ခင်မွန်းကိုသူစော်ကိုရိုင်းဖြစ်ပါတယ်။ကိုသူစော်ဟာအခင်းပြက်ပွားချိန်ကအိမ်မှာမရှိဘဲအပြင်ကိုထွက်နေပြီးညနေ6နာရီခွဲမှအိမ်ကိုပြန်ရောက်လာတယ်လို့ဆိုပါတယ်။အလောင်းတွေကိုတွေ့ရှိရတဲ့အချိန်မှာ အနီးမှာရှိတဲ့နိုင်ငံတော် AK ဟာကလုံခြုံရေးတပ်ဖွဲ့ကို အကြောက်ကြားခဲ့သူဖြစ်ပါတယ်။ မမြဆန္နာနဲ့ Fuji Coffee House လုပ်ငန်းရှင်ကိုသူစော်တို့ဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှလက်ထပ်ခဲ့ကြတာဖြစ်ပြီးကိုယ်သူစော်ဟာလောင်ကစားဝါသနာကြီးသူဖြစ်ကြောင်းဘိုးကျောက်တာရဲ့သားအပါအဝဲတခြားစစ်ဘိုလ်ချုပ်ကြီးတွေရဲ့သားသမီးတွေနဲ့လည်းလေးကောင်ချင်းကစားလေးရှိကြောင်း စကားဝိုင်းတစ်ခုမှာအကြီးအကျယ်ရှုံနေခဲ့တဲ့အတွက်ရောက်ခမတွေပိုင်းနဲ့ကြောင်မြတ်ယတနာတွေလက်ဝက်လက်စားတွေနဲ့ငွေသားတွေအပြင်အမွေအားလုံးကိုအပိုင်စီဖို့ရည်ရွယ်ပြီးလူသက်သမားတွေကိုငားရမ်းကာဒီလူသက်မှုကိုစနစ်တကျကျူးလွန်ခဲ့တာဖြစ်နိုင်ကြောင်းထင်ကျေးပေးပြောဆိုမှုတွေပေါ်ထွက်ခဲ့ပါတယ်။အလောင်းတွေကိုမိတကြိုတဲ့နေ့ကတုတ်တန်ကိုကိုတူးစော်လာရောက်ခဲ့တာမတွေ့ရပါဘူး။အဲ့ဒီအရှင်ကကိုတူးစော်ကိုရဲတပ်ဖွဲ့ကထိမ့်သိမ်းစစ်ဆေးမှုတွေပြုလုပ်နေတာကြောင့်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ဒီနေ့ဖေဖော်ဝါရီ၂ရက်နေ့ထုံးနာအဖသတင်းစာတွေမှာပါလာတဲ့သူ့ရဲ့ကြော်ညာလေးကိုကြည့်ချင်းအဖြစ်လက်ရှိကာလမှာတော့သူ့ကိုဖမ်းဆီးထားခြင်းမရှိဘူးလို့ယူဆရပါတယ်။ရောက်ကမတွေဖြစ်ကြတဲ့ဒေါ်ဆန်းဆန်းများနဲ့ဦးဆက်ချီဖတောင်ပိုင်းစော်ဘွားကြီးခွန်ပန်းစင်ရဲ့သားတို့ဟာနှစ်ပတ်မိပါတွေထံကစက္ကန့်ရရှိတဲ့အမွေအနှစ်တွေကြောင့်ငကိုတဲကရှမ်းသာကျွဲဝသူတွေဖြစ်ကြောင်းသိရှိရပါတယ်။ ဒါအပြင်သူတို့ကိုယ်တိုင်ကလည်းကြောက်မြက်ရတနာအရာအဝယ်နဲ့အင်ရှင်မြေအရာအဝယ်လုပ်ငန်းတွေကိုဥစည်းလောက်ကိုင်းနေသူတွေဖြစ်ကြောင်းသိရှိရပါတယ်လူသက်သမားတွေယူဆောင်သွားတဲ့ငွေသားတွေထဲမှာဖေဖော်ဝါရီ29ရက်နေ့ကမှကျပ်သိမ်းပေါင်း1000ကျော်နဲ့အယောင်းအဝယ်ဖြစ်ခဲ့တဲ့ဒေါ်ဆန်းဆန်းမြပိုင်ဝင်တာမီယာဘော်ဒီရိတ်တာက မြေကွက်ကြီးတစ်ခုအတွက်ရရှိထားတဲ့စည်ရုံးငွေကျပ်သိမ်း2000လဲပါဝင်ကြောင်းစုံစမ်းသိရှိရပါတယ်။ တချို့ကလည်းလူသက်မှုကိုကျွလွန်ခဲ့သူတွေဟာထိုင်းလူမျိုးကျေးစားလူသက်သမားတွေဖြစ်တယ်လို့လို့ဝါနဲ့ကိုကန်မူရစ်စေဝါကိုင်းတွေကဖြစ်တယ်လို့လို့ထင်ကျေးပေးပြောဆိုမှုတွေလည်းပေါ်ပေါက်ခဲ့တာတွေ့ရပါတယ်။အိနေချင်းတွေရဲ့ထွက်ဆိုချက်အရာ အခင်းဖြစ်ပွားတဲ့နေ့ကတိုရိုရာလင်ခရူဇာစိုက်ကနက်အမျိုးအစားအနက်ရောင်မော်တော်ယာဉ်တစ်စီးဟာဒေါ်ဆန်ဆန်များတို့ရဲ့ရှံဝင်းအတွင်းကို၅ကြိမ်လောက်အထိဝင်ထွက်ခဲ့တာကိုမြင်တွေ့ခဲ့ရကြောင်းသိရှိရပါတယ်။ လက်ရှိပေါက်ဈေးကျပ်သိန်း3000ကျော်ရှိတဲ့ဒီအကားအမျိုးအစားကိုပိုင်ဆိုင်သူအများစုဟာစစ်အစိုးရထိတ်တန့်ဖို့ကြိုကြီးနေဖြစ်နေတာကြောင့်မြန်မာနိုင်ငံရဲ့တပ်ဖွဲ့အနေနဲ့စုံစမ်းစစ်ဆေးမှုတွေကိုကြကြပြန့်ပြန့်ဆက်မလုပ်ရကြဘူးလို့ဆိုပါတယ်။ ဒီအမှုမှာနာအပထိပ်ပိုင်းဘိုးချုပ်ကြီးတွေရဲ့မိသားစုတွေပါဝင်ပတ်သက်နေတဲ့အထောက်အထားတရှိုးကိုမှုခင်းရက်တပ်ဖွဲ့ကစစ်ဆေးတွေးရှိခဲ့တဲ့အတွက်ပြည်ထရေးဝန်ကြီးကိုတင်ပြခဲ့ကြောင်းပြည်ထရေးဝန်ကြီးဘိုချုပ်မောင်ဦးကလည်းသူကိုယ်တိုင်မဆုံးဖြတ်ရတဲ့အတွက်ဝန်ကြီးချုပ်ကတဆင့်ဘိုချုပ်မှုကြီးတန်းရွှေထံကိုဆက်လက်တင်ပြပေးဖို့လွှဲအပ်ခဲ့ကြောင်း ဒါပေမဲ့အခုအချိန်အထိအထက်ကဘာညွန်ကြားချက်မှမရတဲ့အတွက်ဒီအမှုတွဲဟာဝင်းကြီးချုပ်စီမှာပဲလန်းဆုံသွားသလားဗိုလ်ချုပ်မူကြီးတန်းရွှေထမ်းမှာပဲလန်းဆုံသွားသလားဆိုတာအတိအကျမသိနိုင်ဘူးလို့ပြည်ထောင်စုဝင်ကြီးဌာနနဲ့နှိစက်တဲ့သတင်းတွေအများသိရှိရပါတယ်။ဗိုလ်ချုပ်အတိုင်းဝိုင်းနဲ့နှိစက်သူအရှိုးအစိုးအရာကတော့ဒီလူတက်မှုကိုနောက်ွယ်ကစီစီညွှန်ကြားခဲ့သူဟာနိုင်ငံတော်အကြီးအကဲဆိုသူရဲ့ဇနီးမေတော်ကြီးတော်ကြံကြံကိုရိုင်းဖြစ်တယ်လို့ယုံကြည်နေကြပါတယ်။ 2006ခုနှစ်ဇူလိုင်လ3ရက်နေ့ကရန်ကုန်မြို့ကုန်းမြင့်တာယာရှိဇေယတိတိပိတ်မမကျမပြုလုပ်ခဲ့တဲ့ဘိုးကျုံမူကြီးတန်းရွှေနဲ့ဒေါ်ကြံကြိုင်တို့ရဲ့တမီးထွေမတ်တနာရွှေနဲ့မူမူစော်ဖြိုးဝင်းတို့ရဲ့မင်္ဂလာဧကန်ပွဲမှာသူတို့တမီးဝိစင်ခဲ့တဲ့စိန်ထယ်ပစ္စည်းတရှိုးဟာဒေါ်ဆန်းဆန်းများနဲ့ဦးဆက်ချီဘားတို့ထံကခိတ္တငါးရန်အသုံးပြုခဲ့တာဖြစ်ကြောင်းဒီလိုငားရန်အတုံးပြဖို့အတွက်ဒေါ်ဆန်းဆန်းများနဲ့ယင်းဤတဲ့အမတ်တေကာစားထမှု ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ရဲ့ဇနီးဒေါက်တာဒေါ်တင်လင်းမြင့်ကကြားဝင်ဆောင်ရွက်ပေးခဲ့တာဖြစ်ကြောင်းဒါပေမဲ့မင်္ဂလာပွဲပြီးသွားတော့လေမဲတော်ကြီးတော်ကြိုင်ကြိုင်ကနီးအမျိုးမျိုးနဲ့အချိန်ဆွဲပြီးငှားရမ်းထားတဲ့ပစ္စည်းတွေကိုပြန်မပေးဘဲထားခဲ့ကြ။ဒေါက်တာဒေါ်တင်လင်းမြင့်ကပြန်ပေးဖို့ပြောဆိုတဲ့အခါမှာလဲစိတ်ဆိုးတော်သားထွက်ပြီးချိန်မောင်းဆဲဆိုတာကိုခံရတာကြောင့်နောက်ထပ်မပြောရဲတော့ကြ။ဘိုးချုပ်ကတော်အတိုင်းဝိုင်းမှာပြောဆိုနေကြပါသေး။ မတ္တနာရွှေနဲ့ဘုံမှုစော်ဖြိုးဝင်းတို့ရဲ့မင်္ဂလာဧကံပွဲကိုမြမရုံမြင့်တန်ကြားအဖွဲ့တမတော်ပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးအဖွဲ့နဲ့ဆိုင်းဖုံသူဗီဒီယိုလုပ်ငန်းတို့ပူးပေါင်းပြီးမှတ်တမ်းတင်ဗီဒီယိုတွေရိုက်ကူးကြရပါတယ်။တီးဖြတ်အလျှော့ကင်ထားတဲ့ဗီဒီယိုခွေကိုဒေါ်ကြံကြံလက်ကိုအပ်ရပါတယ်။ဒေါ်ကြံကြိုင်နဲ့သူတမီးတွေကသူတို့နဲ့ယင်းနီးသူတရှိုးရဲ့အမည်ဆက်ရင်းကိုပြုစုပြီးမင်္ဂလာပွဲမှတ်တမ်း BCD အခွေကို copy ကူးကမင်္ဂလာလက်ဆောင်အဖြစ်နဲ့ပြန်လည်ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါတယ်။ ဒေါ်ကြံကြံလက်ဆောင်ပေးခဲ့သူတွေထဲမှာသူ့ကိုစိန်တဲ့ပစ္စည်းတွေငှားရမ်းပေးခဲ့တဲ့အပြင်အဖိုးရံမင်္ဂလာဆောင်ပစ္စည်းတွေပါလက်ဖွဲ့ခဲ့တဲ့ယတနာကုံတဲ့ဒေါ်ဆန်းဆန်းမြလည်းတဝူးအပါအဝင်ဖြစ်ကြောင်းသိရှိရပါတယ်2006ခုနှစ်နှစ်ကုန်ပိုင်းမှာဒီမင်္ဂလာပွဲအကြောင်းရိုက်ကူးထားတဲ့စိန်စီတော်ညအမည်ရှိ VCD အခွေကပြည်တွင်းပြည်ပမှာပြန့်နှံ့လာတဲ့အတွက် မဲတော်ကြီးတော်ကြံကြိုင်တို့မိသားစုဟာအကြီးအကျယ်မကြေမနက်ဖြစ်ခဲ့ကြပြီးဘယ်နီယာက ပေါက်ကြားခဲ့တယ်လဲဆိုတာကိုစုံစမ်းစစ်ဆေးမှုတွေလှုပ်ဝက်ပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်ဘယ်နေရာကပေါက်ကြခဲ့တယ်လဲဆိုတာကိုအထာဝထားနေတကွအတိအကျမသိရပေမဲ့ဒေါ်ဆန်းဆန်းများနဲ့ဦးဆက်ချီဖားတို့ကသူတို့မိသားစုအပေါ်မကျေနပ်လို့လက်စားရှိတဲ့အနေနဲ့ပြည်ပကိုပို့ပြီးဖြန့်ဝေခဲ့တာဖြစ်နိုင်တယ်လို့ဒေါ်ကြံကြိုင်နဲ့သူသမီးတွေကယူဆခဲ့ကြောင်းသိရှိရပါတယ်။ ဒါကြောင့်လောဘရမက်ကြီးပြီးရက်ဆက်တဲ့စိတ်သဘောထားရှိသူမဲတော်ကြီးတော်ကြံ့ကြိုင်တဲ့သမီးတော်တွေကသူတို့ကိုခိတ္တငှားထားတဲ့စိန်တဲ့ပစ္စည်းတွေကိုပြန်မပေးရအောင်မိုးကုတ်တထေကြီးဦးမြမောင်မိသားစုအဆက်ဆက်ပိုင်ဆိုင်ခဲ့တဲ့မိုးကုတ်ပဒံများကြီးအပါအဝင်အဖိုးတန်ကြောင်းမြတ်ရတနာတွင်နဲ့စိန်ရွှေငွေလက်ဝတ်လက်စားတွေကိုလည်းထပ်မံရရှိအောင်ဆိုပြီး ဒေါ်ဆန်းဆန်းများအိမ်ကိုဓမြတိုက်ဖို့တိုင်သားလုံးကိုအပြက်ရှင်းခဲ့ဖို့နိုင်ငံတော်အကြီးအကဲရဲ့စစ်ပလက်ထောက်ပို့ချုပ်နေဝင်ကိုလှစ်ဝက်အမိန်ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒီလုံရက်တွေကိုရိမ့်မိနေပုံရတဲ့ဒုတိယပို့ချုပ်ကြီးရဲမြင့်ရဲ့မိသားစုကိုလည်းကြိုတင်ရှင်းလျှောက်တတိပေးတဲ့အနေနဲ့ ခင်ဖြစ်သူကိုကာဆတ်ထမှုအဖြစ်ကနေဌာနလက်ကိုက်မရှိလုံပိုင်ခွင့်မရှိတဲ့ကကကြီးတွက်ဖက်ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်ကြောင်းထိုးပြခဲ့တယ်လို့သူ့ရဲ့သားအောင်စောရဲမြင့်ကိုလည်းမူရစ်ဇေဝမှုနဲ့ခိတ္တဖန်ဆီးပြခဲ့တာဖြစ်နိုင်တယ်လို့ဗိုလ်ချုပ်ကတော်အတိုင်းဝိုင်းမှာပြောဆိုနေကြကြောင်းသိရှိရပါတယ်။ 2008ခုနှစ်ဇွန်လကုန်ပိုင်းကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့သတင်းစာတွေမှာမပါတဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာဒီအမှုနဲ့ပတ်သက်ပြီးသတင်းထောက်တွေရဲ့မေးမြန်းချက်တွေကိုရဲကျောက်ခင်ကြီးကပြန်လည်ဖြေဆိုရမှာရန်ကုန်မြို့ကငါးလောင်းပြိုင်လူတက်မှုနဲ့ပတ်သက်ပြီးစစ်ဆေးချက်တွေအများအများရရှိထားပြီးဖြစ်ကြောင်းဒီအမှုဟာမူရည်စေဝါလောင်ကစားကြောက်တံပဒံများမိသားစုအမွေအဆရှိတဲ့ကိစ္စတွေနဲ့လဲဆက်နွယ်နေနိုင်တဲ့အတွက် ဘယ်ကိစ္စနဲ့ပတ်သက်နေတယ်လဲဆိုတာအဒီအကြဖော်ထုတ်နိုင်ဖို့နီလန်းမျိုးစုံနဲ့ဆောင်ရွက်နေစေဖြစ်ကြောင်းတရားခဏအစ်စ်ကိုဖော်ထုတ်အရေးယူနိုင်ဖို့မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ကြိုးပမ်းဆောင်ရွက်နေကြောင်းဝိလဲကြောင်ဘတ်ဖြစ်ဆိုသွားခဲ့ဘူးရာကလွဲလို့တနည်းပြေကန်နေတဲ့အချိန်အထိဘာမှထူရှားမှုမရှိသေးတာကို တွေ့ရပါဗျ။ ရန်ကုန်မြို့လူကုန်တန်ရက်ကွက်တစ်ခုကနေကင်းကြောင်တောင်ငါးလောင်းပြန်ဒီလူတက်မှုဟာတူတလူငါတမင်းဖြစ်ကျင်တလူဖြစ်နေတဲ့စေအုပ်စုအတွင်ကအဖြစ်မရှိတဲ့အိတ်ဖိုင်တစ်ခုသာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။ဘိုးကျုံမင်းအပေါင်းစုံဒီပွဲတစ်ပွဲကို မကြာမီပြည်သူများဒီဗီဒီယိုခွေဖြင့်ကြည့်ရှုခွင့်ရရှိလိုက်ကြသည်။ထိုပွဲသည်2006ခုနှစ်တွင်ပြုလုပ်ခဲ့သောဗိုလ်ချုပ်မှူးကြီး၏တမိဖြစ်သူနှင့်တက်မတော်မှ ဘိုးမူးတဦးတို့လက်ထက်သည့်ပွဲဖြစ်သည်ထိုလက်ထက်ပွဲသည် အမှန်ဆိုရလေတည်တံ့မင်းပွဲဆိုးပွဲတစ်ခုအနေဖြင့်ကျင်းပခဲ့ခြင်းဖြစ်သည်ထို့သောဘဲကနေဘလို့ပေါက်ထွက်သွားသည်မသိလက်ထက်ပွဲအခမ်းအနားဗီဒီယိုသည် ပြင်ပကို ရောက်ရှိလာခဲ့သည်ပထမဆုံးအကြိမ်အနေဖြင့်မြန်မာနိုင်ငံသားများတာမကကဘာကပါ YouTube ပေါ်တွင်ဗိုလ်ချုပ်မှုကြီးနှင့်တကွစစ်တမအာဏာပိုင်များကိုစုံညီစွာတွေ့ရှိလာရခြင်းဖြစ်သည် ရင်းဗီဒီယိုကို တကပါလုံးကလည်းစိတ်ဝင်စားစွာကြည့်ရှုခဲ့ကြသဖြင့် YouTube ပေါ်တွင်ကဘာကျော်သည့်အထည်ဖြစ်ခဲ့ရသည်ထို့ပွဲသည်မင်္ဂလာတတို့သမီးဖြစ်သူဗိုလ်ချုပ်မူကြီးတန်းရွှေဤသမီးဖြစ်သူအားပွဲထုတ်အမွန်းတင်သည့်ပွဲဖြစ်ကြောင်းကတော့ထင်ရှားသည်ဗီဒီယိုပြကွက်များသည့်အခမ်းအနားမစတင်မီတတို့သမီးဤဝစ်စားစင်ရင်နေပုံများကိုလည်းအသေးစိတ်ရိုက်ပြထားသည် ူကိုမိကက်လိန်ပေးသူက ရှယ်တာပေးနေပုံများလဲပါသည်သူ၏တငယ်ချင်းများနှင့်အမျိုးသမီးကြီးများကရေးကြီးခွင်ချဲဟဲ့ဟဲ့လုံနေပုံများလဲတွေ့ရသည် အထင်ရှားဆုံးပုံရိပ်များမှာစိန်စတိုးစိန်လေဆွဲများကိုဝစ်စင်ပေးနေကြပုံဖြစ်သည်သူတို့သမီးလေပင်တွင်စိန်လေဆွဲများအထက်ထက်အယောင်တွေတဖိတ်ဖိတ်တလက်လက်တောက်ပါနေသည်လက်ကောက်ဝက်များတွင်လည်းစိန်လက်ကောက်များ လက်ရှောင်းများတွင်လည်းစိတ်လက်စွတ်များနှင့်တကိုယ်လုံးစိတ်တွင်ဖုံးထားသည့်အလားထင်မှတ်မှရလာအောင်စင်ရင်ထားခြင်းဖြစ်ပါသည်သူတို့သမီးတကိုယ်လုံးတန်ဖိုးရှိသောစိတ်တွင်လွှမ်းဖုံးထားသည့်ဤသူမင်္ဂလာပွဲအခမ်းအနားကလည်းခန္ဓာကြီးကျယ်ထဲဝါလာသည်မင်္ဂလာပွဲကိုဝင်ရောက်လာသောဧည့်သည်များသည်ကော်ဇောနီများအပေါ်နှင်းလျှောက်လာရပြီးဒေးတစ်ဖက်တစ်ချက်တွင်စိုက်ထိုးထားသောပန်းများကိုဖျက်ဆီးလာကြရသည် ထမအဝင်ဝတွင်သူတို့သားနှင့်သူတို့သမီးတို့၏လက်ထဝတ်စုံပြေးရိုက်ကူးထားသောဓပုံကြီးများကိုထောင်ထားသည်။မင်္ဂလာခမ်းမအတွင်၌သူတို့သားနှင့်သူတို့သမီးတို့မင်္ဂလာယူမည်နေရာကိုခမ်းနားစွာပြင်ဆင်ထားသည်။ခမ်းမတဲ့ရှိအပရိသက်ဘုံမင်းအပေါင်းတို့ကြားတွင်စပွဲတို့များကလည်းလက်ဟခြင်းမရှိရလေအောင်တာဝန်ကျင်နေကြသည်။ ဘိုးကျော်များနှင့်သူတို့၏ဇနီးများကလည်းဖိတ်ဖိတ်တောက်လက်လက်ထဝစ်ဆင်ထားကြသည်အလုံးမြမဆန်ဆန်ကျိတ်တပိန်များစီးကွင်ထိုးထားသော ပြန်လက်လက်အင်ဂျီများဝစ်ဆင်ခဲ့ကြခြင်းဖြစ်သည်ထိုလူအုပ်ကြားတွင်ရှိနေသည့်အမျိုးသားများသည်ယာရူးအစဉ်အတန်းမြန်မာသည့်ဘိုးကျော်ကြီးများနှင့်စစ်အာဏာပိုင်များကို အလုံးကျွေးပြုနေကြသောခရိုနီကြီးများဖြစ်သည် အမျိုးသားများကလည်းထိုနေ့တွင်ဂျိတ်ပဆိုးပူပဆိုးများဝစ်ဆင်ထားကြပြီး အပေါ်တွင်တိုက်ပုံကိုစီနေဖြစ်သည်အဲ့ဂျုံများကဗိုလ်ချုပ်ကြီးများနှင့်ခရိုနီကြီးများအပါအဝင် သူတို့၏ဇနီးမယားများကိုဦးဆောင်ခေါ်လာပြီးသတ်မှတ်ထားသည့်စပွဲများတွင် နေရာချပေးလိုက်သည့်အခါသူတို့အားလုံးတောင်တောင်မတ်မတ်မတတ်မတားထိုင်နေကြသည် သူတို့အားလုံးအခမ်းအနားစတင်ပြီးအချိန်ကိုစောင့်စားနေကြခြင်းဖြစ်သည်မျိုးသမီးများကတအုပ်ဘက်တအုပ်ကမ်းပြီးတီတိုးပြောနေကြသည် ဗိုလ်ချုပ်မူကြီးတန်းရွှေသည်လူမြင့်ကွင်းသို့စစ်ဝတ်ဆောင်မပါဘဲထွက်ခဲလာသည်ထို့သောတမီးဖြစ်သူမင်္ဂလာပွဲတွင်ရွှေရောင်ပိုးလုံးကြီးကိုဝစ်ဆင်ထားသည်ကင်မရာဆရာကလည်းဗိုလ်ချုပ်မူကြီးအားရပါရကိတ်မုတ်စားနေသည်ကိုတိတ်တိတ်ရှာရှာရိုက်ပြနေသည်ဗိုလ်မူကြီး၏ဇနီးတော်ကြိုင်ကြိုင်သည် သူ့ဘေးတွင် တိတ်ဆိတ်စွာထိုင်နေသည် သူလည်းတံမိုးမနှဲသောစိန်ရွှေရတနာများဝစ်ဆင်ထားသည် အားလုံးကိုရှုံကြည့်လိုက်လေထိုပွဲသည် အုပ်စိုးတိစစ်အာဏာရှင်လူတန်းစားတဲ့မြင်းမြချမ်းသာကြွယ်ဝနေကြောင်းတမန်ပြည်သူများထက်မြင်းမြချမ်းသာနေကြောင်းကိုထောက်ဖော်ပြလိုက်သည့်ပွဲတပွဲလည်းဖြစ်တော်သည်စစ်ဘိုလ်ကြီးများကအဖို့တန်ယတနာများဝစ်စင်တန်မိုးရှိသည့်ကားကြီးများစီပြီးမင်္ဂလာသူတို့သမီးကမြည်သူများအိမ်မက်ပင်မမရဲလောက်သော စိန်များကိုတကူလုံးဖုံးပြနေခြင်းတွင်တိုင်းပြည်ဤပကတိအနေအထားမှာစင်ရဲတွင်နေကြနေခြင်းဖြစ်သည် မိတီနင်းနဲ့ရမမသိသောငွေငွေများဖြင့်ချစ်ချစ်ချက်ရှမ်းသာနေသောဗိုလ်ချုပ်ကြီးများဘဝသည်အားကျစရာကောင်းလာသည်မြမနိုင်ငံသည်ပင်ကိုအားဖြင့်သဘာဝတည်ရန်စာတာများပေါ်ကျွယ်ဝသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်ကြောင်မြတ်ရတနာများကြောက်စိမ့်နှင့်ကျွန်းတင်များကို ရောင်းချခြင်းဖြင့်ငွေငွေရနေသောနိုင်ငံလည်းဖြစ်သည်မြမနိုင်ငံ၏သဘာဝတွင်းထွက်များဖြစ်သည့်ရေနံနှင့်သဘာဝတံငွေများသည် ဗိုလ်ချုပ်ကြီးများအတွက်ချမ်းသာစေနိုင်သည့်ရင်းမြစ်များဖြစ်တော်သည် Arrive International အစီရင်ခံစား၌2000ပြည့်နှစ်မှ2009ခုနှစ်အတွင်းစစ်အစိုးရသည် ပြင်သစ်ကုမ္ပဏီတစ်ခုဖြစ်သည့် Total နှင့် American ဘာ Chevron တို့မှရရှိသည့်ငွေငွေမှာ American Dollar ၄တသမ83ဘီလီယံဖြစ်ကြောင်းသိရသည် ထုံငွေငွေများကိုနိုင်ငံတော်ဘတ်ဂျက်အတွင်ထည့်သွင်းကြညာခြင်းမရှိဟုလည်းရင်းအစီရင်ခံစာကဆိုထားသည်ထုံငွေများသည် နိုင်ငံခြားဘဏ်များအတွင်သို့ရောက်ရှိသွားကြရသည့်ငွေများဖြစ်ခဲ့ရသည်မြန်မာနိုင်ငံဘက်လည်းတွင် စွန့်အင်ငတ်နေသည့်ထိုင်းနှင့်တရုတ်နိုင်ငံတို့ကရှိနေသည်ရေနံနှင့်ဓာတ်ငွေရောင်းစားသည့်လုပ်ငန်းသည် သူတို့အတွက်အကျိုးအမြတ်များစေသည့်လုပ်ငန်းကြီးတစ်ခုဖြစ်ခဲ့သည်ဘူဂျုံမူကြီးတန်းရွှေ၏တမီးဖြစ်သူလက်ထက်ပွဲတွင် ်အသုံးပြုခဲ့သောအစာအယာအခမ်းအနားအဝတ်အစားနှင့်လဝတ်ရတနာများအကျွတ်ကုန်ကြမ်းမြင့်ငွေကြေးပမာဏကို မခန့်မှန်းရလအောင်ဖြစ်သည်သတို့သမီးတဦးတည်းဝစ်စားထားသည်ကပင်ဒေါ်လာသိန်းရှိပြီးတန်ကျေးလောက်ရှိသည်တန်းပြီကဆင်းရဲနေခြင်းတွင်တန်းပြီအုပ်ချုပ်သူတို့ကအဖဲကြောင့်အလွန်တန်မိုးကြီးသည့်မင်္ဂလာပွဲကြီးကိုကျင်းပပြနေရသည်နီး မင်္ဂလာပွဲအတွက်လက်ဖွဲ့များကိုဇနီးမောင်နှံနှစ်ဦးကလက်ခံယူသည်ထိုလက်ဖွဲ့များတဲ့တွင်စိန်ခံကားများတံပိုးကြီးသည့်တိုက်အိမ်ကြီးများပါဝင်သည်ပြောတန်ဆိုတန်တွေက ထိုမင်္ဂလာပွဲတွင်ရလိုက်သောလက်ဖွဲ့ကြီးကပင်ဒေါ်လာတန်း60တံပိုးခန့်ရှိသည်ဟုဆိုကြသည်ကြွကျင်သူများ၏တွက်ချက်ပြချက်အရ2006ဇွန်လတွင်ကျင်းပခဲ့သော ထိုမင်္ဂလာပွဲကုန်ကြစည်ရိတ်သည် နိုင်ငံတော်က ကျမရေးအတွက်အသုံးပြုသောဘတ်ဂျက်ငွေပမာဏ၏သုံးဆဖြစ်သည်ဟုဆိုသည်မင်္ဂလာပွဲနှင့်ပတ်သက်ပြီး ကောလာဟာလတွေကလည်းနားမဆက်အောင်ကြားကြရသည်မိတို့ဆိုစေအားလုံးသည်အတွင်းစကားတွေကရှံပြီးထွက်လာခြင်းသာဖြစ်သည်မင်္ဂလာပွဲကိုတမန်ဟုထင်ကောင်းတော်လဲအရှင်းရှင်းပြိုင်ဆိုင်ပွဲတစ်ခုဟုသာ ဆိုသူတွေကဆိုကြသည်စစ်ကောင်းဆောင်တအိုးဖြစ်သူဘိုးချုပ်ကြီးမောင်အေးဤသမီးသည်လည်းမင်္ဂလာပွဲတစ်ခုကျင်းပခဲ့သည် ရင်းမင်္ဂလာပွဲကိုရန်ကုန်မြို့ရှိစီတိုနာဟိုတယ်တွင်ခမ်းနားစွာကျင်းပခဲ့ခြင်းဖြစ်သည်။ထိုစဉ်က အခမ်းအနားအကြီးအကျယ်ဆုံးဟုသတ်မှတ်ခဲ့ကြသည်။မြန်မာနိုင်ငံမှထွက်ပြေးလာသောစစ်ဗိုလ်တော်ဦးကမူဗိုလ်ချုပ်မူကြီးတန်းရွှေ၏တမိဖြစ်သူမင်္ဂလာဆောင်သည်ထိုမင်္ဂလာဆောင်ကို ပြိုင်ဆိုင်သည့်ပွဲဖြစ်သည်ဟုဆိုသည်။သူ၏အဆိုအရ ဗိုလ်ချုပ်မူကြီးတမိမင်္ဂလာပွဲသို့တက်ရောက်လာသည့်ဗိုလ်ချုပ်တိုင်းသည် အစမတန်များပြားလာသည့်ပမာဏများကိုလက်ခွဲကြရသည်ဟုသိရသည်။တိုင်မူတည်ရင်မူအစင်းစင်က ထိုလက်ခွဲအတွက်ရှာဖွေဆက်သရခြင်းဖြစ်သည်။အားလုံးသည်ဗိုလ်ချုပ်မူကြီး၏မျက်နှာသာအပေးခံရရေးအတွက်ဖားဆက်ရခြင်းဖြစ်ကြောင်းထင်ရှားလာသည်။ပြင်ပသို့ပောက်ထွက်လာခဲ့သည့်ဗီဒီယိုခွေသည်လူတိုင်းလက်ထဲသို့ရောက်သွားသည် ထိုအချိန်တွင်အိမ်တိုင်းလိုလို VCD ဖွင့်ဆက်ကလေးတွေဝယ်ထားနိုင်ကြသဖြင့်ရန်ကုန်နှင့်နေတိုင်းလိုလိုတွင်စိတ်စီသောညဆိုသည့်မင်္ဂလာဆောင်အခွေသည်လူတိုင်းကြည်ပြီးစိတ်ဆိုးဒေါသထွက်เสียရဖြစ်သွားခဲ့ရသည်ရန်ကုန်မြို့တွင်ပင်လမ်းဘေးတာမကကားရလိုက်သည်နှင့်စိတ်စီသောညအခွေကိုလိုက်ရောက်နေတော်သူများလည်းအတော်ပင်အလုဖြစ်လိုက်ကြသည်အဖြေကတော့ရှင်သည်ဘူဂျုံမူကြီး၏ပွားပေါက်တိုးနေခြင်းကို အပုတ်ချပြီးဖြုတ်ရှာရန် နောက်ွယ်ကလှုပ်ဆောင်နေသည့်တိုက်ကွက်တစ်ခုဖြစ်ကြောင်းထင်ရှားလာသည်အဖြစ်ကဇင်ဘာဘွေနိုင်ငံကဲ့သို့ဖြစ်နေသည်ဇင်ဘာဘွေအာဏာရှင်ကြီးကလည်းသူ၏83နှစ်မြောက်မွေးနေ့ကို2000ခွန်တွင်ကျင်းပခဲ့သည်အလွန်ကြီးမားလာသောမွေးနေ့ဂိတ်ကြီးကိုလှီပြီး သူ၏လှုပ်ပေါ်ကန်ဘက်ရေပေါ်စီလူတန်းစားများကိုကျွေးမွေးပြုစုခဲ့သည် ထိုအချိန်တွင်ဇင်ဘာဘွေပြည်သူများသည် စားစရာမရှိနေထိုင်စရာအိုးအိမ်မရှိငပ်ပြတ်နေကြသည် မူကာဘီသည်သူ့ငွေနေကိုဒေါ်လာတန်းရှိပြီးအကုန်ခံကာကျင်းပခဲ့ခြင်းဖြစ်သည်အထုပ်ပတိရေးဆရာဟေဒီပြောဆိုပုံအရဗိုလ်ချုပ်မှုကြီးတန်းရွှေသမီးမင်္ဂလာဆောင်ပွဲအတွက်ခရိုနီများအကုန်အကြခံပေးသည့်ငွေပမာဏသည်မူကာဘီမွေးနေ့ပွဲတွင်သုံးစွဲခဲ့သည့်ငွေကြေးထက်အဆ90ခန့်ပိုများသည်ဟုဆိုသည်